ဗေကလာကြာချမ်းလေးပါခင်ဗျာဒီကလေးညတင်ဆက်ပြီးမယ်စန္ဒလေးကတော့စာရေးဆရာတုံညရေးသားထားတဲ့တက်ခိုင်းဆိုတဲ့လူမိုက်ဇာလံကောင် အတွဲနဲ့ရဲ့အပိုင်း23ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ နားဆင်ခံစားပေးကြပါဦးခင်ဗျာ အဲ့ဒါဆိုဘယ်ရဘယ်လိုလုပ်ချင်လဲဒီလိုဆိုတော့တန်ခဲမှာတစ်ချက်စဉ်းစားသွားတယ်ညပတ်တစ်ချက်ဒီလောက်ကျွန်တော်ခိုးပြီးတော့ထွက်လိုက်မယ်ကျွန်တော်တယောက်တည်းသွားမယ်လမ်းကြောင်းတွေကျွန်တော်သိတယ်တက်ခိုင်မှာတန်ခဲကိုတစ်ချက်ဆိုက်ပြီးတော့ကြိလိုက်တယ်မင်းဒီကိုပြန်လာမှတေးချလာတေးချတာပေါ့အကူရကျွန်တော်မှအားကိုးစရာရှိတာအကူပဲရှိတော့တယ်နောက်တစ်ခုပြောမယ်အကူကျဲသုံးလုံးကပတ်စံချလို့ကောင်းပြီမြဲ့ အချင်းချင်းလည်းမညာကြဘူးကိုရဲ့တတ်ဆရာရှင်ရဲ့တတ်လိုက်ကြတာပဲကျွန်တော်ကိုတွေ့ပါကိုအေးဘေးတယောက်ထဲတော့စိတ်မချဘူးငါလူတယောက်ထဲပေးလိုက်မယ်တခုတော့ကြိုးပြီးတော့ပြောမယ်နော်ဒီလိုပြောရတဲ့အတွက်ဦးလေးတို့အတော်တို့ကိုလည်းအားနာပါတယ်မင်းအမကိုလည်းအားနာတယ်မင်းမဟုတ်တာတခုလှုပ်လာခဲ့ရင်ငါမညာဘူးနော်တန်ကဲလှုပ်ဆရာလားအကိုရာဒီနောက်မှာတန်ကဲနဲ့အတူမင်းစားတဲ့ဘောင်ကဲကိုထည့်ပေးလိုက်တယ် စေးချကျင်တာကြောင့်စေးချသောအကောင့်တွေကိုထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အခြေအနေတွေကတတ်ခိုင်ထင်ထားသလိုဖြစ်မလာခဲ့ပါ။ညီနဲ့တကူရဲ့တကောင်ရဲ့အကြာဒူတိုင်းဒီပါအိပ်ပျော်နေကြပေမဲ့အမောင်ရိတ်ကိုကွဲလာတဲ့လူတုံးအောင်မှာတော့တံပိုးခိတာရွာစားမှာရှိတဲ့သစ်တော်အုပ်တင်ပါအခြေအနေတစ်ခုကိုစောင့်ကြည့်လျက်ရှိပါတယ်။သူတို့အုံယောက်ကပင်စာမောင်းငင်နဲ့တန်ခဲတို့ဖြစ်ပါတယ်။အကိုကြီးဝင်ကြမလား မောင်ငယ်ကမင်းသားကိုခတ်တိုးတိုးကပ်ပြီးတော့ပေးလိုက်ခြင်းပါဒီလိုဆိုတော့နှကန်းကိုလက်ညှိုးဖြင့်တောင်းလိုက်ထောင်းလိုက်ပြီးရှူးကနေနေအောင်ပင်းသားတယောက်အချက်ပြလိုက်ပါတယ်သိပ်ပြီးတော့မသေးခွဲပြီမဲ့အတော်လန်းလန်းစီကလူရဲတချို့ကိုသူ့လန်းပြီးတော့တွေ့မိဒါကြောင့်ပါပဲမင်းသားအချက်ပြလိုက်တာကြောင့်မောင်ငယ်တယောက်မှခါးချားမှတနက်စီကို လက်ကအလူလူနဲ့ရောက်သွားခဲ့ပါတော့တယ်တန်ကဲမှာတော့တိတ်ဆိတ်စွာဖြင့်အခြေအနေတွေကိုအကဲခတ်နေတယ်မင်းသားတယောက်မှ စိတ်ထဲမှာမတင်ကားသလိုဖြစ်လာပြီတဲ့။ဆုံးလာခဲ့တဲ့အတွေ့အကြုံနဲ့အလိုလိုမသိစေအရာအန်တီရဲ့အငွေအသက်တစ်ခုကိုခံစားလို့နေမိပါတယ်။အခြေအနေအရာငားများပဲထင်ရပါတယ်။ငားများသည်ဆိုဒီမှာသက်ခိုင်တို့အပွဲထဲမှာတုံးလေချီတဲ့အတုံးအတုံးတစ်ခုဖြစ်ပြီးပုံမူပြီးတော့အရေးကြီးတဲ့ကိစ္စကိုဆောင်ရွက်ရတဲ့တဦးတယောက်ဒါမှမဟုတ်အဖွဲတစ်ဖွဲလွတ်မြောက်ရေးအတွက်ကျင်တဲ့လူကအယောင်ပြအာယုံလွှဲရခြင်းပဲဖြစ်တော်တယ်။ မောင်ငယ်မဲကိုတန်ခဲကိုခေါ်ပြီးတော့9နာရီတိုင်းသွားအခုရရောငါအယောင်ပြထားမယ်အဲ့အရှိရာဟာတွေကတရေတွေတော့မဟုတ်တော့ဘူးကွာငါမြမလို့လားအခုကြီးမောင်ငယ်စကားကိုမင်းစားကတော့ပြင်ပြန်ပြေပဲခေါင်းသာကြိတ်လို့ပြလိုက်တယ်ညီနဲ့တကောင်ရင်ဆိုပေမဲ့ညာကြည့်မျက်မှန်တွေတက်လာခဲ့ခြင်းကြောင့်တယောက်ကိုတယောက်ကောင်းဆောင်အပြင်းနိုင်ပါတယ်ဒီလိုဆိုတော့မောင်ငယ်မှာစကားတခုံဆိုပါတော့တယ် အကိုကြီးငားပြားမယ်ဆိုရင်ကျွန်တော်ပဲမျှလိုက်မယ်အကိုကြီးသွားမတော်တဆအကိုကြီးကြံခဲ့ရင်ဆရာကြီးကျွန်တော်ကိုတတ်လိုက်မယ်မင်းကောအထွန်းတန်နေရလားမင်းစားတကားကြောင့်ပေါင်ငယ်တယောက်လေပါစားပိတ်လို့သွားရတော့တယ်တန်ကင်းမှာတော့ဘာလို့လို့လုံးဝမှမသိဖြစ်နေတယ်သူတို့တရားကိုပြောနေသည်များကိုနားလဲတယ်လို့လို့ပလဲတယ်လို့လို့ဖြစ်ပါတယ်အတန်ငယ်အကြမင်းစားတယောက်မှာကမ္ဘူးရှူတို့ဖြင့်အရှိတတဲ့ကိုပန်းပြီးတော့တတ်သွားတယ် သူ့မှာစကီပါတစ်ချောင်းနဲ့မြော့ပါတဲ့အသွားရှက်လက်မရှိတဲ့ဓပြောင်းတစ်ချောင်းသာပပါတယ်။သူကအပေါင်းငယ်တို့အပွဲလို့တဏှာသမားမဟုတ်ပါပြည်လဲမပြစ်တတ်ပါ။ဒါကြောင့်မလို့တက်ခိုင်ထဲပေးလိုက်တဲ့တဏှာကိုယူမလာခဲ့ခြင်းဖြစ်ပါတယ်။ဟာဟိုမအာမေဒိတ်တန်နဲ့တဏှာတန်တွေတရဇာဆိုသလိုထွက်ပေါ်လို့လာခဲ့တယ်။မင်းစာထင်တာကဲ့သလိုပဲခြေသုံးလုံးကောင်တွေကင်းဖုံးဆောင်နေကြခြင်းဖြစ်ပါတယ်။ ဒီကောင်တွေစစ်စစ်ဆက်ဆက်တော့ရှိသားပါတေကွင်းတေကွင်းမဟုတ်ပေမဲ့မင်းစားတယောက်မှာအတော်လေးတော့ခံစားလိုက်ရတယ်ဘဲဘက်လက်မောင်းအရင်ကိုကြည်တစ်ချက်ကထိမှန်သွားတာကြောင့်ပါတနတ်သားများထွက်ပေါ်လာသဖြင့်ရော်ထဲမှာအကုန်လုံးလှုပ်လှုပ်ကြကြဖြစ်သွားကြသလိုသက်ဆိုင်ရာလူကြီးများမှလည်းအစစ်စင်အကြောင်းကြားပြီးတော့ရော်ပြင်ဘက်ကိုထွက်ပေါ်လာခဲ့ပါတယ်သို့ပေမဲ့လည်းသွေးကွက်တချို့ကလွဲပြီးသူတို့တွေဘာမှရှာလို့မတွေ့ခဲ့ပါဒီလိုဆိုတော့အထက်ကူသာလှမ်းပြီးတော့ အချောင်းချားလိုက်ရှပါတော့တယ်။မောင်ငယ်နဲ့တန်ကယ်သူတို့မရှင်ကိုအောင်မြင်အောင်လို့ဆောင်ရွက်လာနိုင်ခဲ့ကြတယ်။သူ့ပင်ပဲမင်းစားတယောက်ပြန်ပါလို့မလာခဲ့ပါ။မျိုးစော့တယောက်ထိုင်လိုက်ထားလိုက်ဖြစ်နေတယ်လို့ရခိုင်ကြီးမှလည်းအခန်းအတွင်ခောက်ထုတ်ခောက်ပြန်ရှောင်ရင်းနဲ့အာတချိတ်ချိတ်ဖြစ်နေတယ်။တက်ခိုင်မှာတော့လုံးစွာမှတင်ငိမ့်လျက်ရှိပါတယ်။အပြင်ပိုင်းတင်ငိမ့်သည်ဆိုပေမဲ့ရင်ထဲမှာတော့ဘလောင်စူးနေတယ်။မင်းသားသာအသက်ရှင်လျက်ရှိနေသေးရင် စစ်တပ်ရမည်ဆိုရင်လေသူကဝင်လေးမှာမဟုတ်ပါအဲ့ဒီနောက်မှာဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်တာတာချလိုက်ပြီးတော့ဖုန်းတစ်ခုကိုခေါ်လိုက်ပါတော့တယ်ထိုက်တယ်စီကိုဖြစ်ပါတယ်ဒီကောင်ဘာတူလဲဖီးစီမှာမင်းစားကိုကြည့်ရတဲ့ပေးလိုက်ခြင်းဖြစ်လိမ့်တယ်အခုအချိန်ထိမင်းစားမှာဆေးကုသမှု မခံရှုရသေးပါသွေးထွက်လုံးနေတာကြောင့်တတိလက်ချင်းတလို့ပင် ဖြစ်နေပါတယ် ေချာတော့မတိသေးဘူးဆရာဒါပေမဲ့တက်ခိုင်အဖွဲတွေကတယောက်ဖြစ်ပုံများတယ်ရေတို့အဖွဲဝင်လည်းဖြစ်နိုင်နေဆရာမင်းစားကိုဖမ်းလာတဲ့ကျေသုံးလုံးတွေကအကြီးပိုင်းတယောက်အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဟာဒီကောင်ကိုကျွန်တော်သိတယ်အဲ့ကောင်ကရန်ကောင်ကကောင်ပဲတက်ခိုင်ရဲ့လက်ယုံတယောက်ပဲရန်ကောင်မှာကျွန်တော်တို့အဖွဲကိုလိုက်ခေါက်တုံးကအဲ့ဒီကောင်ပါတယ်ငါထုံးရှိတဲ့အချိန်တုန်းက နေမြေရှင်းလင်းရေလောက်ခဲ့တဲ့အချိန်မှာဘီဘီရောခြေသုံးလုံးရောအတော်များများအသက်ခံရရတယ်။အဲ့ဒီအထက်မှာတချို့မှာထွက်ပြေးလို့မြောက်လို့သွားခဲ့ကြတယ်။အခုဝင်ပြီးတော့ပြောလိုက်သူမှလည်းထိုထဲခါတရားဖြစ်ပါတယ်။မင်းစားမှာတော့တက္ကံရဲ့အရေးပါတဲ့လူတယောက်မှတီးသွားတဲ့နောက်မှာဖိစီတယောက်မှမင်းစားကိုချက်ချင်းတပ်ပြင်မဲ့အစီအစဉ်ကိုရွှေ့ဆန်းလိုက်ပါတယ်။အရေးကြီးတဲ့အတွဲသတင်းတွေနှိုက်ရအောင်ပါကိုအဲ့ဒီနောက်မှာချက်ချင်းဆိုသလိုပဲ အဖွဲဆောင်ခေါ်လိုက်ပြီးမင်းစာထိတာတဲ့ကြီးကိုခွဲစိတ်ပြီးတော့ဆွဲထုတ်ခိုင်းပါတယ်စေတနာရှိလို့တော့မဟုတ်ပါ အတွင်တဲ့တဲ့များမသိခင်တည်သွားမှစိုးတာကြောင့်ပါပထမအုံဆုံးမင်းစာကိုအချောဆွဲဆွဲကြပါတယ်တခါရှိတဲ့နေရာကိုအတိအချပြောပြရုံဖြင့်မသက်မဲ့အပြင်အဖွဲထဲမှာခေါင်းဆောင်တရားတစ်ခုပေးမိဖြစ်ကြောင်းပြောတာပါတော့တယ်မင်းစာကတော့ခက်ပြုံးပြုံးသာလှုပ်နေတယ်တခေါမှတော့မဟုတ်ပါ အဲ့ဒီနောက်မှာတော့လူမဆန်တဲ့နှိမ့်ဆန်ဒီပေါင်းများစွာဖြင့်မင်းဆကိုနှိမ့်ဆက်ပါတော့တယ်ပထမအူဆုံးတံပြရည်နဲ့ဆက်ပြမုံကိုရောနေပြီးမင်းဆကြည်ထီထားတဲ့အနာပေါက်တွေကိုလောင်းပြီးတော့ထဲကြတယ်ရိုးရိုးလောင်းပြီးတော့ထဲယုံနေအားမရပဲလက်ဖြင့်ကကြမ်းကြမ်းကင်ထွယ်ပြီးအသေးအချာပုတ်လိုက်ပါတယ်ကြီးဟိုဆွဲပြီးတော့ထုတ်လိုက်သည်ဆိုပေမဲ့မြည်သည့်ဈေးဝါကုသမှုမှမလုထားတာကြောင့်ဒံယာမှာဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်ဒီလိုဆိုတော့မင်းသားတယောက်မှာ အလူးအလဲခံရတော့တယ်အဲ့ဒီနောက်မှာအဆောင်တယောက်မှာတဏ္ဍာန်ပေါင်းတင်ပြီးတော့ပင်စားရဲ့ညာဘက်နရွက်တက်တက်ကိုချိန်လိုက်ပြီးမောင်းကိုဖြုတ်လိုက်ပါတယ်နားထဲမှာလုံသွားမှဥသွားတာနဲ့အတူနရွက်မှာလည်းအပေါက်ကြီးဖြစ်သွားတော့တယ်ဒါတော့ပဲဆိုလာတော့မဟုတ်ပါအလဲကြအပွဲပွဲပြီးမင်းစားကိုတလဲစီအပြင်းပြေသဘောမျိုးဝဲထိုးကြပါတယ်အိတ်ခွင်လည်းမပေးပါအဟာရပြတ်ပြီးတော့ပြေးသွားမှာဆိုတာကြောင့်အစာကတော့ကျွေးပါတယ် တို့ပါတော့လေလူတွေစားတဲ့အစားတော့မဟုတ်ပါအင်းကြံသမင်းကြံများကိုခမင်းရည်ဖြင့်ရောပြီးတော့နေထားတဲ့ဝတ်စာများဖြစ်ပါတယ်ဒီလိုဆိုတော့မင်းသားတယောက်မှလုံးဝမစားပါသူ့ကိုသူလည်းတေးလူအဖြစ်နဲ့တတ်မှတ်လိုက်ပြီးဖြစ်ပါတယ်တို့ပါတော့လေမင်းသားတယောက်မှလွလွင်နဲ့မသိခဲ့တယ်လို့နှိမ့်ဆမ်းမှုတွေကလည်းပို့ပြီးတော့စိုးရလာတယ်မင်းသားရဲ့လက်ချောင်းတွေကိုဝတ်သားခောက်တဲ့ဓမ္မအဖြစ်အချက်ချင်းစီစိန်ပြေနှပြေထိုင်ပြီးတော့ခုန်နေတာကြောင့် ညာဘက်လက်ချောင်းတစ်ချောင်းလုံးမှာဒုံးတိကြီးဖြစ်သွားပါတော့တယ်။နာကျင်မှုကတော့စိုးပွဲရမရှိသလိုအော်ခဲညီးတော်ပုတ်ပင်မင်းဆမှာအားမရှိတော့ပါ။မင်းတို့ကောင်တွေငါ့ကိုမတတ်သေးဘူးလား။လေသာဖြော့ဖြော့လေးဖြင့်မင်းစာပြောလိုက်ခြင်းဖြစ်ပါတယ်။အခုအချိန်မှာသူ့လိုလားအတောင်းနာဆုံးအရာမှာသေဖို့ပဲဖြစ်ပါတယ်။ဒီလိုပြောလိုက်တော့မှပိုဆိုးတော့တယ်။တစုံတယောက်မှကတ္တရာစေးများယူလာခဲ့ပြီး မင်းစားရဲ့ပေါင်းနှစ်ဖက်လုံးအပေါ်ကိုတင်းပြီးတော့မီးရှို့ပါတယ်။နှစ်ဖက်စလုံးအပေါ်ရန်အကြီးပြားတွေကျက်သွားတဲ့အချိန်မှာမီးကိုညှိနှိုင်းကြတယ်။အဲ့ဒီနောက်မှာမီးကျွနေတဲ့ကတ္တရာဈေးများကိုတမြောင်ဖြင့်ချစ်ချပါတယ်။သွေးများအစိမ့်လိုက်ပန်းထွက်လာသလိုပေါင်းနှစ်ဖက်စလုံးမှာလည်းဆုတ်ပြက်လို့သွားတော့တယ်။မင်းစားခမညာဘယ်နေရာကနာလို့နာမှန်းတော့မသိတော့ပါ။သေချာတာတခုကတော့တကူတုံးကနာချင်းနေတယ်။အဲ့ဒီနောက်မှာတတိယတစ်ချက်မရတစ်ချက်ဖြစ်နေရမှာ မင်းစားတယောက်တတိလေးလိုသွားပါတော့တယ်မိမနေဘယ်ကိုသွားနေရလဲငါဘိုက်စားနေပြီဟုတ်တယ်အကိုကြီးရေကျွန်တော်လည်းထံပြီးတော့ပဲကြည်နေလိုက်ရတယ်ဖျောက်နိုင်ဘီယာပိုးရှင်းပါလိကွာဒီတစ်ခေါက်ကမင်းရှင်းရမှာဟာအကိုထုံးအနောက်မှာအနောက်မှာအကိုထုံးမင်းစားတယောက်မှာကြောင်ကြမ်းဖြင့်អော်ခင့်နေခြင်းဖြစ်ပါတယ်ကင်းလဲကြကျဲသုံးလုံးအပွဲဝင်တွေကတော့ အဲ့ဒီအချင်းအရာကိုကြည့်ပြီးသူတို့အတွက်ရည်စရာပြက်လုံးတစ်ခုလို့တခါဟာဖြင့်သဘောကျလို့နေကြတော့တယ်မင်းဘက်ကရိုးသားရင်မင်းတို့အသက်ချမ်းသာပြီမယ်ရိုးသားပါကျဲသုံးလုံးအပွဲဝင်တူရဲ့စကားကိုဒီလိုကြားပြီးတဲ့နောက်မင်းစားတယောက်မှထပ်မှန်ပြီးတတိလေးလို့သွားပြန်ပါတယ်သို့ပါတော့လေကျဲသုံးလုံးတို့ကလည်းမင်းစားကိုတတိကောင်းကောင်းလက်ခွင့်တော့မပေးပါ တတိလေးသွားရင်ရေပုံးပြန်လောင်းချပြီးတတိပြန်အောင်လှုပ်ပါတယ်ထုံမမရရင်ဆရာအောင်သွားပြီးတော့ခေါ်လိုက်တယ်မင်းစားကိုတည်ခွင့်မပေးသေးပါမင်းစားမိမအက်စတာမှာမင်းစားတတင်းကိုကြားကြချင်းငိုကြီးချက်မဖြစ်တယောက်တည်းတက်ချလာတယ်တက်ခိုင်လေတားလုံးမနေတော့ပါစောကြီးမှာတော့တက်ခိုင်ကိုဖုံးတကွန်ကွန်ဆက်ပါတယ်အက်စတာတယောက်မှာဗျာဝတီကိုရောက်လာခဲ့တော့လေဘာလို့လို့လုံးဝမှမသိပါရုပ်အဆောအဆုံးယောက်ျားဖြစ်သူရဲ့အလောင်းကိုတော့ တွေ့ရတာဖြင့်ငိုကြီးပဲငိုနေပါတော့တယ်သူတို့အားလုံးမှာပင်စားကိုတည်ပြီးလို့တွတ်ထားကြခြင်းဖြစ်ပါတယ်အားလန်ကတော့အစ္စတာဘေးမှာတစ်ချိန်လုံးနေပေးပါတယ်သူတို့လည်းဘလုံးမှာစိတ်မကောင်းကြရှုံးလဲပင်အဲ့ဒီတဲ့င်ကြပြီးတော့ငိုမိပါသေးတယ်တက်ခိုင်အစီအမံဖြင့်တန်ခဲတို့မိသားစုကနေဒါမှာအခြေချဖို့ဖြစ်သွားခဲ့တယ်တန်ခဲရဲ့သားလေးကိုလည်းဆေးကုပေးမိဖြစ်ပါတယ်လိုအပ်သမျှကိုလည်းတက်ခိုင်က အကုန်လုံးထောက်ပံ့ပေးထားတယ်။ဒီနိုင်ငံမှာဆက်ပြီးတော့နေရင်သူတို့မိသားစုအတွက်အန်တရယ်ရှိတာကြောင့်တန်ကဲမိမကလည်းလိုလိုလားလားသဘောတူတယ်။သို့တော်လေတန်ကဲမှာတစ်စက္ကန့်ထပါတယ်။နိုင်ငံသားကိုချက်ချင်းလိုက်မသွားသေးပဲတတ်ခိုင်နေနေခဲ့တယ်။သူ့ချောင်းပင်စာတယောက်မှာအဖြစ်ဆိုးနဲ့ကြုံတွေ့လိုက်ရတာကြောင့်လူချင်းကမရင်နေတော့လေအဖြစ်မကင်းဘူးလို့ခံစားပြီးလုံနိုင်တဲ့ပြလှုပ်ပေးဖို့နေခဲ့ခြင်းမှာသူ့မိမကတော့ အပြန်အဆုံးလိုက်လာဖို့တတော်တော်မှားနေတယ်။အဲ့ခေါင်တွေစချက်ကိုမင်းသိတယ်မဟုတ်လား။တက်ခိုင်တန်ခဲကိုမေးလိုက်ချင်းပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်တက်တန်းဆယ်နှစ်အောင်အဖွဲဝင်နေ အတွဲတစ်ထင်းနေမသိကြဘူးအကူ။ဒါပေမဲ့သူတို့ရဲ့လှုပ်ဝက်စကံကိုကျွန်တော်သိတယ်အကူ။စီနီယာအဖွဲဝင်တယောက်ဘူးဘူးနဲ့ကျွန်တော်ကိုပြောခဲ့တာ။အခုတော့သူလည်းတည်သွားပါပြီ။ပင်နာမှာတယ်။ အရင်ကဟိုဘက်အချမ်းပါထိုင်းအစိုးရနဲ့ပြဿနာတက်ပြီးတော့ဒီဘက်အချမ်းကိုရောက်လာတယ်သူတို့ခေါင်းဆောင်ကြီးကမလေးရှားမှာအေးဒီဘက်အချမ်းဆိုတာပင်နာလေဒီလိုဆိုတော့သံခရီးအောင်မှာတက်ခိုင်စပွဲပေါ်မှာရှိတဲ့ဗီးပုံးတနေရာကိုလက်ညိုးထိုးပြလိုက်တယ်ဒေသခံလက်နက်ကင်ဖွဲတခုရဲ့တက်ဆွဲထားတဲ့နေရာပဲဖြစ်ပါတယ်ကိစ္စတွေကအရင်အရင်ခါတည်းပုံမှုပြီးတော့ရှုပ်ထွေးလို့သွားပါပြီတက်ခိုင်မှာအကြီးအကျယ်စင်စားကန်ကွင်းနေတော့လေ ရုတ်တရက်ဘာအကြံမှမထွက်ပဲဖြစ်နေတယ်။လက်တလုံးမှာသူသိတာကတော့လူသက်ချင်းစိအတော်လေးကမှပေါက်နေသည်ဆိုတာကိုပဲ။ကျဲသုံးလုံးအမြစ်ကိုတူးဖို့ဆိုရင်လက်နက်ကင်ပြားနဲ့ပတ်သက်ပဲ။သူတို့ကလည်းနေပြည်တော်ကိုအတွဲတကူခြေချခွင့်ပေးမှာမဟုတ်ပါ။ကျဲသုံးလုံးကလည်းဘလို့တွေတော်အဖေးအယူလှုပ်တာမှသူလည်းမသိပါ။အချင်းကအပေါင်းငယ်တို့အဖွဲအစွမ်းကုန်စုံစမ်းခဲ့တော်လေ။မသေးချာမရေရာတဲ့တည်င်းအမားတွေသာ ရရှိခဲ့ပါတယ်အခုခိုင်လုံတဲ့တည်င်းရတော့လေဝင်ဖို့မဖြစ်နိုင်တဲ့တရားကြီးပါတတ်ခိုင်မှာတွင်းရင်တွင်းနဲ့စိတ်ကမရှိတော့ဖြစ်နိုင်ရင်တယောက်ချင်းစိန်ခေါ်ပြီးတော့ခုတ်တံလိုက်ချင်ပါတယ်အကိုအေးတန်ခဲတရားခေါ်လိုက်ဒီကိုတတ်ခိုင်တရားမှာစိတ်မရှိသလိုဖြင့်ပြန်ပြီးတော့ထူလိုက်တယ်သူတို့ခေါင်းဆောင်ကြီးနေတဲ့နေရာကိုလည်းကျွန်တော်သိတယ်အကိုဒီလိုဆိုတော့တတ်ခိုင်ရဲ့မျက်လုံးတွေအချောင်းတစ်ဖက်ဖြက်လက်သွားတယ် အဲ့ဒီအကြောင်းကို तू မတွေးမိပါ။ဒါမှလေကလန်းပါကိုဘာကြီးလေကလန်းကမလေးရှားနိုင်ငံရဲ့မြို့တစ်မြို့ပဲအကို။ဩအနာကပ်ဖို့တော့မလွယ်ဘူး။ဒါပေမဲ့အရန်ကြီးလည်းမခတ်ပါဘူးကိုရ။ကျွန်တော်ကြားသလောက်ဆိုရင်အဖိုးကြီးကသူ့ကိုယ်သူအရန်အထင်ကြီးပြီးတော့အဆောင်တွေဘာတွေတိတ်ပြီးတော့မထားဘူးတဲ့။ဟုတ်လား။တက္ကရာကြီးဒီလိုပြန်ပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာ ူမရှင်းတဲ့အချက်ကိုမေးလိုက်တယ်။ညီစမောင်အဲ့ကောင်ကမလေးရှားမှာဘာသာလုပ်နေရလဲ။လက်ရှိနောက်ဆုံးမယင်ကလေးကအဲ့ဒီမှာလို့သိရတယ်။ဘိမားကလည်းဗန်ဒီယောင်ပန်းတော်မသိပါဘူးအကိုရ။ဩတက်ခိုင်ပါအချိန်သိပြီးတော့ဆွဲမိတော့ပဲစီစဉ်စရာရှိတာများကိုစီစဉ်လိုက်ပါတော့တယ်။သူနဲ့ရခိုင်ရှိရင်မလေးရှားကိုအားချင်းတက်သွားမည်ဖြစ်ပါတယ်။တန်ကလေးပါတယ်။ရခိုင်ကြီးမှာတက်ခိုင်ကို ိုထိုင်မသွားစေချင်ပါသူ့ပေမဲ့လေတားလို့လေရားမဲ့ပုံမဟုတ်တာကြောင့်ဘာမှမပြောတော့မျိုးစုံတဲ့ဘောင်းကဲကိုဒင်းပြေထိမ့်သိမ့်ရဲ့အတွက်ထားခဲ့ပါတော့တယ်ထိုက်တဲ့ကလည်းရောက်ရှိလို့နေပါတယ်ဒီတစ်ခေါက်တော့ဆင်ပါလေပါလာခဲ့တယ်တယုံနှစ်တဲ့ကိုရှန်တီးတာကြောင့်မျိုးထဲမှာပွဲတော်ကျင်ပါဖို့အလုံးရှုံနေကြတဲ့အချိန်လေဖြစ်ပါတယ်သို့ပါတော့လေရိုးရအပြောင်းအသေးစားလေးများမှတွဲပြီးတော့အတန်ကျဲတဲ့ရှူတိုင်းများကိုတော့သက်ဆိုင်ရာအာနာပိုင်များက ဖောက်ခွင်မပေးခဲ့ပါတဏ္ဍတာပြင်ပါနိုင်တာကြောင့်ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့တခိုင်ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိတ်ကိုသွားဖို့အတွက်စိုင်းပြလိုက်တယ်ရခိုင်ကြီးမှာတခိုင်ကိုတခုခုပြောဖို့ဗဇက်တပြင်းပြင်းဖြစ်နေတယ်ဒီလိုဆိုတဲ့အခါမှာတော့ဟေးမင်းဘာပြောမလို့လဲအခုကြီးကျွန်တော်တို့ချက်ချင်းသွားလို့ချင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲ ဘာဗီဇာမှမချောက်ရသေးဘူးအကိုရဲ့ပြီးတော့လက်မှတ်တွေဆိုတာကလည်းကျိုးဝဲရတာလေကျွန်တော်လည်းမသွားဘူးတော့အတိအကျမသိဘူးအဲ့ဒါဆိုတိတဲ့ကောင်မေးလေကွာဒီလိုဆိုတော့အဒီနာမှာအစင်တဲ့ရှိနေတဲ့အားတန်ကကွင်ပြီးတော့ဖြေပါတယ်အကိုပြောတာဟုတ်တယ်ဦးလေခတ်တော်လေခတ်ပါပြီတက်ခိုင်းဆိုဒီမှာသူများတွေကတော့တယောက်ပြီးတယောက်လှုပ်နေတာအခုအသက်အရွယ်အထိနိုင်ငံရဲ့ခြာကိုသွားပူးတဲ့ကောင်မဟုတ်ပါ အခြေပြည်တွင်ခရီးစဉ်တွေသွားတော့ကလည်းသူတပည့်တွေအကုန်စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။သူဟာသွားကဏီမှာထားလိုက်ုံပဲ။ပြီးတော့ပြည်တွင်ခရီးစဉ်နဲ့ပြည်ပခရီးစဉ်အကြား꽌ချားမှုအတော်ကလေးကြီးလေတယ်။တက်ခိုင်တရားအဲ့ဒါကိုမသိခဲ့ပါ။ရှင်လဲတို့တာမီနဲ့တန်ခဲမိသားစုပြည်ပထွက်တော့ကလည်းခရီးစဉ်အစအဆုံးကိုအားထန်တို့ပဲစီစဉ်ပေးလိုက်ခြင်းဖြစ်ပါတယ်။တက်ခိုင်ကပါဇက်ပြင်တာပြောလိုက်ခြင်းဖြစ်လေတယ်။ အဲ့ဒါဆိုရင်လည်းအပြန်ဆုံးရအောင်စီစဉ်ပတ်စံကိုတုံးတင်တာတုံးစေစားပို့ပြီးတော့ကုန်မယ်ဆိုလဲငါကယူမဆိုင်ဘူးဒီလိုဆိုတော့ဟုတ်ကျွန်တော်တို့ဖန်လိုက်ပါမယ်လို့သာရခိုင်ဝင်ပြီးတော့ဖြေးလိုက်ပါတယ်လွန်စွာသွေးအေးတင်နေတဲ့လောက်လောပြီးဆိုရင်လည်းအယောင်မရှိတဲ့တက်ခံအကြောင်းကိုရခိုင်ကြီးမှကောင်းကောင်းနားလေတဲ့ဖြင့်အားလံကူတာတတော်တော်နဲ့မှားလိုက်ရတော့တယ်သို့ပါတော့လေရပ်ပိုင်းအတွင်ချက်ချင်းထားပြီးတော့သွားဖို့ဆိုတာဝေးသုံးနိုင်ုံဖြင့် လွဲကူမှာမဟုတ်တဲ့ကြောင်းရခိုင်ကြီးမှာကောင်းကောင်းသိပါတယ်။နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့တက်ခိုင်ငါဝဲလာခဲ့ရမလားအခန်းအဝါမှာထိုက်တယ်မှာအတံပြုတ်လိုက်ခြင်းဖြစ်ပါတယ်။နှစ်ရက်လုံးလုံးတက်ခိုင်တယောက်မှာအခန်းထဲကနေအခန်းပြင်ကိုမထွက်ပါ။ဝီစကီပလင်းကိုပေးချပြီးတော့အသေးစိတ်ရေးဆွဲထားတဲ့ရေပုံစာရွက်တရွက်ဖြင့်အချိန်ကုန်နေခြင်းဖြစ်ပါတယ်။အေးဒါလေးကွာ။ ်တက်ခိုင်မှာအတန်ပြန်ပြီးတော့ပြုတ်တဲ့ဖြင့်ထိုက်တဲ့နဲ့ဆင်ပါလဲခွင်းလာတယ်သူတို့မှလည်းတာချီလေးကိုပြန်ပြီးတော့မဝင်ရှဲတော့ပါစီတိုင်းမှာအတော်လေးမင်းမူလျက်ရှိပါတယ်တက်ခိုင်အနေဖြင့်ကလည်းဗျာဝတီကိုမပိုင်မဲနဲ့တာချီလေးထဲဝင်ဖို့မတင်သေးတာကြောင့်အခြေအနေကိုသာတွက်ဆနေခဲ့ခြင်းဖြစ်ပါတယ်တက်ခိုင်မင်းမလေးရှားကိုတောင်းအောင်ထဲသွားမလို့ဆိုထိုက်တဲ့ပြလိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတဲ့အခါမှာတော့ သုံးယောက်ထဲမသွားလို့ရှိသမျှလူတွေအကုန်ခေါ်သွားအောင်ရန်ကုန်နဲ့ပကိုးမဟုတ်ဘူးဟာထိုက်တယ်မှာတက်ခိုင်ကိုချက်ချင်းဘာမှပြန်မပြောသေးပဲတစုံတစ်ခုကိုစဉ်းစားနေတယ်အဲ့ဒီနောက်မှာတော့မင်းမလေးရှားအကြောင်းဘယ်လောက်ဒီလဲထိုက်တယ်စကားကြောင့်ပဲတက်ခိုင်ပါထိုက်ကယ်ကိုရှူးတတီပြန်စိုက်ပြီးတော့ကြည့်လိုက်တယ်မဟုတ်ဘူးငါမေးတာမှမင်းသွားမဲ့နေရာအကြောင်းကိုမင်းဘယ်လောက်သိတယ်လို့အဲ့ဒါကိုမေးတာ လောလောဆယ်တော့မသိသေးဘူးငါပြောင်းမယ်တခိုင်အဲ့ဒီနေရာတွေကသွားလျှောက်လို့ကောင်းတဲ့နေရာတွေမဟုတ်ဘူးပြီးတော့ဟိုမှာမြန်မာတရုတ်ဗီယက်နမ်ပါကစ္စတန်အင်ဒိုနဲ့အိန္ဒိယတွေသူတို့ဟာသူတို့ရှုပ်ရှက်ခတ်နေတာမင်းပါအဆက်အသွယ်ကောင်းကောင်းမရှိရင်ဒေါသရှည်တန်းတင်ပြီးတော့တတ်မသွားတင်ဘူးကွာကျေသုံးလုံးဆိုတာမဒီတနေ့ခါမှာပေါ်လာတဲ့ gain မဟုတ်ဘူးကွာအဲ့ဒါတောင်သူတို့ကောင်းဆောင်ကိုအခုထိဖမ်းလို့မမိသေးဘူးအစိုးရဘက်ကရော ခြေသုံးလုံးအကြောင်းမသိဘူးထင်လို့လားကွာသူတို့ခေါင်းဆောင်ကိုလိုက်ပြီးတော့မဖမ်းဘူးလို့ထင်လို့လားဘယ်နေမလဲကွာအခုဒီထောက်လန်းရေးတွေလွှတ်ထားတော့အဲ့ဒါတောင်မှသူတို့ခေါင်းဆောင်ကအခုဒီဖြူသလားမဲသလားဆိုတာတောင်မှသူတို့မသိကြသေးဘူးလေနောက်ဆုံးကွာဂိုင်းသက်အတော်ရှိတဲ့ဂိုင်းသားအကြီးပိုင်းတွေတောင်မှအတဲအချင်းလောက်ပဲတည်တည်တယ်ရုပ်ပြောင်းရုပ်လဲမှာဆရာကြီးလို့ပြောတယ်ကွာမင်းကလာကနှစ်တီတွေကခြေသုံးလုံးခေါင်းဆောင်ဆိုတဲ့အကောင်ကိုအစိုးရဘက်ကနှခါတောင်မှဖမ်းမိဘူးလေ ါ့ပေမဲ့နှစ်ကောင်းစလုံးတကယ်ကောင်းဆောင်အဆင်မဟုတ်ဘူးဒီလိုကောင်းတွေကအဲ့ဒီလိုချီးတွင်နေဘာသွားလုံးမာတွေဟာသွားတယ်ပဲထားပါအောင်ဒီလောက်ကြီးတော့ဖြောင်းစိမ်မနေတော့ဘူးလေသူကဗမာရှိတယ်ဆိုတာသူ့အဖွဲထဲမှာလေအမြဲတမ်းတည်င်းအမအကိုဖြတ်တတ်တယ်ဘင်းတပည့်တွေစုံစမ်းတဲ့အထက်မှာအဲ့ဒီအကြောင်းတွေမပါဘူးမဟုတ်လားထိုက်တယ်မှာစကားအခြေကြီးပြောလိုက်ပြီးတဲ့နောက်ရှဲတူအဖွဲကိုအပြစ်တင်ပြီးသူ့စကားကိုအစုံတက်လိုက်တယ်ဘာပဲဖြစ်ဖြစ်ထိုက်တယ်ရဲ့တည်င်းစကားတွေသည် လွန်စွာမှတန်ဖိုးရှိပါတယ်။တက်ခိုင်တော်မှာခြေသုံးလုံးခိုင်းကျုံဆိုတဲ့အကောင့်ကိုအရင်ကားထပ်ပို့ပြီးတော့စိတ်ဝင်စားလာမိတယ်။အေးဝင်လာခဲ့။ရခိုင်ကြီးမှတည်သဖြင့်တက်ခိုင်ဒီလိုအော်လိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတော့ရခိုင်ကြီးနဲ့အတူမောင်းငယ်ပါပါလာပါတယ်။ဟျာဘာဖြစ်လို့လဲ။ခြေသုံးလုံးရဲ့ဌာနခွဲတစ်ခုရဲ့ဈေးအဝယ်တော်ဆိုတဲ့ကောင်သူ့မိမနဲ့တွေ့လိုက်လို့အကိုကြီးကဲထောက်လေးတွေလှမ်းပြောတာ။ အဲ့ဒါဟုတ်မဟုတ်အတိပြုဖို့ကိုတန်ချောင်းနဲ့တက်ခဲရုပ်ဖြတ်ပြီးတော့လိုက်သွားကြတယ်။လာပြန်ပြီလားဌာနကွယ်။ပြီးရင်အလောင်းဖြောက်သွားလို့ဆောက်လုံရှုပ်ထားပေးအဖတ်တင်တယ်။အဲ့ဒီဈေးဝယ်တော်ဆိုတဲ့ကောင်ကဘာမှမဟုတ်ဘူး။ဒါပေမဲ့သူမိမကခြေသုံးလုံးရဲ့ထိပ်သီးဆက်ရောက်ထင်မှာပါတယ်။နံပါတ်အရင်းကမေးပဲ။ဒါပေမဲ့ကြီးစားလောကမှာသူ့ကိုမွေးဟောင်းပါလို့ခေါ်ကြတယ်။လူကလာတဲ့လောက်လူတက်တာလေအတော့ကူမှာရက်ဆက်တဲ့အစရာကြီး တေချာအကွက်ချာစီစဉ်ပြီးမှသူ희အေးနဲ့တပ်ပစ်တာအပြိုးသမီးထိတ်သည်ကြီးစားလူတက်သမားဆိုလို့တတ်ခိုင်တော့ပါအတဲငယ်အန်အောလို့တွားမိပါတယ်တဆက်ထဲဆိုသလိုပဲဒဇုံတစ်ခုကိုတတိယသွားတယ်ဟန်ဖြင့်ပဲမျက်မှောင်ကျုပ်ပြီးတော့စဉ်းစားမိတယ်မေပဲဒီနာမည်ကိုငါသိနေတယ်လို့ပဲတတ်ခိုင်တယောက်တည်းစဉ်းစားနေရင်မှထိုးတို့တီတို့ရေရွတ်လိုက်ခြင်းဖြစ်ပါတယ် အဲ့ဒီနောက်မှာဘောင်ခဲပဲကိုလှည့်လိုက်ပြီးတော့မယောက်စလုံးကိုအရှင်းလိုချင်တယ်။ဘာအတန်းမှမထွက်စီနဲ့။ပဝန်းချင်ကိုလည်းဂယုဆိုင်။ဟုတ်ဆရာကြီး။ဒီနောက်မှာဘောင်ခဲတရောက်ထွက်သွားသလိုရခိုင်ကြီးလည်းဝင်ပြီးတော့ထိုင်လိုက်တယ်။ထိုက်တင်တဲ့စင်ပါမှာတော့တောက်ခိုင်ကိုငေးပြီးတော့ကြည့်နေတယ်။စင်ပါကတော့ထုံးစံအတိုင်းပြန်ပါစကားကိုရေးရေးလေးလေးမပြောတတ်တာကြောင့်စကားဝိုင်းတွေမှာဝင်ပြီးတော့ပါလိမရှိပါ။တခုခုပြောချင်ရင် ထိုက်တဲ့ကူတာတိုး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 ဖြင့်ကပ်ပြောလီရှိပါတယ်အကိုကြီးရခိုင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့တက်ခန့်တရားမှာဝီစကီငှဲ့နေရမှာအေးလို့ပြန်ပြီးတော့ထူလိုက်တယ်အဲ့ဒီမိမနာပဲကျွန်တော်လည်းကြားဘူးတလို့ပဲပြန်စင်းစားတော့လဲစဝေးစဝါနဲ့လာရင်တော့သိရမှာပေါ့ကွာခေါင်းရှုပ်ခမ်းမနေတယ်တက်ခိုင်မှာထိုးထိုးပြောပြီးဝီစကီခွက်ကိုပေါ့ချလိုက်တယ်ထိုက်တဲ့နေစင်ပါလဲ ဘာသတင်းများထုံးမလဲလို့သိချင်တာကြောင့်ပဲခါတိုင်းကဲသူပြောစရာရှိတာများပြောပြီးတော့မပြန်နေတော့ပဲမောင်ငယ်တို့ကိုဆောင်ရင်နဲ့တက်ခိုင်နေထိုင်ပြီးတော့တောင့်နေလိုက်ကြတော့တယ်ဒီလိုဆိုတော့ရက်ခိုင်တယောက်အပြေးထပြီးတော့လှုပ်ရတာပေါ့လေတနားဤတသာခန့်အကြာမောင်ငယ်တို့အဖွဲတတိလိနေတဲ့လူတယောက်နဲ့အတူပြန်လဲရောက်ရှိလို့လာခဲ့ပါတယ်မောင်ငယ်မှာပြန်လာလေသိပ်ပြီးတော့မကောင်းပါမောင်ငယ်ဘာဖြစ်လာလို့လဲ ကိုမိမအတော်ပါလာတယ်ဆရာကြီး။တခဲပေါင်ကိုထိထွားတယ်။ကင်းထောက်ခြားလေးတယောက်လည်းထိတယ်။အသက်အန္တရာယ်မရှိပါဘူး။ဒါပေမဲ့တာဝန်ရှိတဲ့သူတွေနဲ့တော့နည်းနည်းတော့ quyện မဲထင်တယ်။ကိုမိမလည်းလွတ်သွားတယ်အခုကြီး။ဒဏ်ရာရတဲ့အကောင့်လေးစေးအရင်ကူကွာ။သွေးထွက်လုံပြီးတော့သေးနေအောင်ပဲ။ခိုးကောင်ကိုလည်းကျိုးတုပ်ပြီးတော့နှိုးထားခဲ့။ပါးစပ်ကလည်းအဝတ်နဲ့စီးသွား။ဒလောဆိုင်ကဒီကောင်ကိုမေးအားသေးဘူး။မောင်ငယ်မမရှင်ဖေးတာကြောင့် တက်ခိုင်သူ့ကိုအပြစ်ပေးမယ်လို့ထင်ထားခဲ့တော့လေထွေထွေတူတူဘာမှမပြောတာကြောင့်စိတ်သက်သာရာရှာသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတက်ခိုင်ပါတဲ့အတိုင်းလှုပ်လိုက်ပြီးတော့အပြင်ဘက်ကိုထွက်သွားတော့တယ်တက်ခိုင်အိမ်သာဘက်ကိုရှောက်သွားခဲ့တယ်လို့ရခိုင်ကြီးမှလည်းကြိုးအတုပ်ခံရပြီးဝူဝဝဖြစ်နေတဲ့ငနေကိုမျက်စိအသေးကြီးဖြင့်စိုက်ပြီးတော့ကြည့်နေတယ်စင်စစ်မှာအဲ့ဒီအဝဲတော်ဆိုတဲ့အကောင်ကလည်းစောက်ချင်တော့မဟုတ်ပါဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာတုံးကြရေးသားထားတဲ့တက်ခိုင်ဆိုတဲ့ လူပိုက်ဇလံအတွဲနှင့်အပိုင်း23ကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါခင်ဗျာကျဲတဲ့အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်စီစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ